ျွန်တော်ဒီနေ့မှာတော့မိမိအိမ်မှာလိုက်လုပ်ကြည့်လို့ရတဲ့ IoT project လေးတွေတင်ပေးချင်ပါတယ်။အဲ့ဒီတော့ကြည့်လိုက်ကြရအောင်။ဒီကောင်လေးတွေရဲ့အဓိကအားသာတာကတော့ကိုပိုင်စနစ်ကိုပိုင်ခိုင်းစေမိတွေနဲ့တိစောက်ကြတာမှုမိမိလိုချင်တဲ့အတိုင်းစိတ်တိုင်းကြပြုပြင်ထိန်းကြီးလို့ရတာပါပဲ program တွေကိုလည်းမိမိစိတ်တိုင်းကြရေးသားထည့်သွင်းလို့ရတာပါပဲ ဒီတော့ကိုချေကိုလက်နဲ့တိဆောက်ထားတော့အားနဲ့ချက်အသာချက်တွေကိုသိရတယ်လို့ပြန်ပြင်လို့လည်းရပါတယ်။ IOD project အတွက်ပဲဖြစ်ဖြစ်အခြားအတွက်ပဲဖြစ်ဖြစ် ကုတ်တွေကိုမေးမြန်းလို့ရအောင် description ထဲကဗီဒီယိုရဲ့ comment မှာလာရောက်မေးမြန်းလို့ရပါတယ်။ဒီတစ်ခုကတော့မိမိအိမ်မှာတက်ဆင်ထားပြီးအဝေးကနေအိမ်မှာမိုးရွာနေလားအပူချိန်ဘယ်လောက်ရှိလဲအလွယ်တကူသိရှိအောင်ပြုလုပ်ထားတာပါ။ ိမ်မှာအဝတ်တွေလမ်းထားလို့မိုးကြနေလားစိတ်ပူရင်ဖုန်းကနေကြည့်လိုက်ရင်သိရမယ့်သဘောပါဒါပေမဲ့တခုရှိတာကမိမိဖုန်းမှာရောအိမ်မှာပါအင်တာနက်ရရှိနေမှရမှာပါ တော့မိမိအတုံးပြုခြင်းနဲ့ပုံမူတည်ပြီးတကားတော့ယုံစင်းယုံတတ်အလုံးလုံးလို့ရတဲ့ကောင်ပါ Please look at the camera သူရဲ့အလုံးလုံးပုံကမိမိမျက်နှာဒါမှမဟုတ်အတန်ကိုအုံပြုပြီးလိုချင်တဲ့အပိုင်းကို ထားလို့ရပါတယ်အင်တာနက်နဲ့ချိတ်ဆက်ထားလို့ဘယ်ချိန်မှရောက်တဲ့တကားကိုဘယ်သူကဘယ်နှခါဖွင့်ထားတာကိုပါအဝေးကနေသိရှိနိုင်ပြီးထိန်းချုပ်လို့ရပါတယ် Contactless IoT doorbell and security. Searching for camera. Found camera. Checking mic. Mic found. Connecting to internet. Internet connected. Please look at the camera. Your image has been taken, please wait for processing. Person image register. Please look at the camera. Your image has been taken, please wait for processing. Successfully register. Recognize the face. Person face detected. Who is this? Access granted. Access granted. Access granted. ကောင်ကတော့ရှေးဆုံးကတစ်ခုကိုအစင်းမြင်ထားတာမျိုးပါဒီကောင်မကမိုးရွာတာအူချိန်ကိုတည်ယုံတင်မကတော့ပါဘူးရေတင်တာမျိုးတွေပြင်တွေရေပေးတာမျိုးတွေဒါတွေမကသေးပဲမြေကြီးဆိုးတွက်တာတွေလေတန့်ရှင်းမှုရှိမရှိတွက်တာတွေရေတင်လို့ပြည်ရင်ပိတ်ပေးတာတွေကားကိုတောင်ကိုဖွင့်ပေးတာပိတ်ပေးတာစသဖြင့်တော်တော်များများလိုအပ်တာတွေကိုထည့်ထားတာပါ ကောင်ကတော့လောက်ရလွယ်ပြီးရိုးရှင်းတဲ့မီးလက်အချက်ပေးစနစ်ပါ မှာလူရှိနေရင်တည်အောင် motion sensor ပါပါပါတယ်။ဖုန်းထဲကိုလည်းချိန်နဲ့တပြေးညီအသိပေးပါပါ ဒီနေ့တော့ဒီလောက်ပါပဲ like share subscribe လုပ်ခဲ့ပါဦးအပိုင်းနှစ်မှာပြန်တွေ့ကြရအောင်